မင်္ဂလာပါမင်းသမားတူတိုရီယယ်ထောက်ဆီဇန်ကနေပြန်လည်ကြိုဆိုပါရစေအခုဒီပတ်မှာတော့ဒီအခြေလှမ်းတွက်လာနေတဲ့စက်ကောင်စီရဲ့မြို့သိမ်းထိုးစစ်တွေနဲ့ပတ်သက်ပြီးပြောသွားမှာဖြစ်ပါတယ်ဆိုတော့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျစက်ကောင်စီကဒီလက်လွတ်ထားရတဲ့မြို့တွေကိုပြန်ပြီးသိမ်းလာနိုင်တာဒီခက်ဆစ်စိတ်တွေ့လာရတယ်ပေါ့နော်အခုတလောမှာဆိုတော့ပထမဆုံးအနေနဲ့စက်ကောင်စီကလက်လွတ်ခဲ့ရပြီးတော့မှသူတို့လက်ထဲကိုပြန်ပြီးတော့ရောက်သွားတဲ့မြို့ ်အခုထိဆိုလို့ရှင်ဘယ်နှခုရှိပြီလဲအဲ့ဒါကိုအရင်ဆုံးပြောပြပေးပါအောင်ရှင်နည်းနည်းလေး background ပြောခြင်းနဲ့2021ခုနှစ်နောက်ပိုင်းစစ်ကောင်စီကလက်လွတ်လိုက်ရတဲ့မြို့ပေါင်း103မြို့ရှိတယ်ဒါပေမဲ့2024ခုနှစ်အောက်ဂုတ်လမှာလာရှိုမြို့အသိမ်းခံရပြီးတဲ့နောက်ပေါ့စစ်ကောင်စီကတရုတ်ကိုခေါင်းဝင်တိုးပြီးတော့ဒေါ်လာရင်းပွဲတွေကိုဖိအားပေးခိုင်းတာ နောက်2024ခုနှစ် February 10ရက်နေ့မှာ အသက်သွင်းလိုက်တဲ့စစ်မှုထမ်းဥပဒေကြောင့်တပ်အင်အားများများဆဆဖြည့်လာနိုင်တာ drone နဲ့ကောင်းကင် ထောက်လှမ်းရေးနည်းပညာတွေပုံမြင့်မလာတာသတင်းလုံခြုံရေးတင်းကျပ်လာနိုင်မှုနဲ့ရုရှားအကူအညီနဲ့စစ်ပြူအားတွေစမ်းသစ်လာတာတွေဟာ2025ခုနှစ်တည်းမှာတော့စစ်ကောင်စီအတွက် CA ချိန်ခွင်ရှာ ကောင်းလာတဲ့အနေဒါ 2024တုန်းကပျော်လဲတော့မတက်ဖြစ်တဲ့စစ်ကောင်စီတပ်ကအခုတော့တက်တာရတဲ့အနေအထားကိုရောက်တယ်လို့ပြောလို့ရတယ်။အဲ့တော့စရင်ကိုပြန်ကြည့်လို့ရှိရင်2025ခုနှစ် April မှာလာရှိုးကိုစစ်ကောင်စီကပြန်ရသွားတယ်။ July ထဲမှာရှမ်းပြည်နယ်တွေကမိုးပြဲနဲ့နောင်ချိုးမန္တလေးတိုင်းဒေသကြီးတွေကတပိတ်ချင်းမျိုးတွေစစ်ကောင်စီကရတယ်။ရပုံရနည်းတွေကတော့မတူဘူး။လာရှိုးကတော့တရုတ်အကူအညီနဲ့စစ်မတိုက်ပဲရတာ။ မိုးပြဲနှောင်ချုံတဲ့တပိတ်ချင်းကတော့သူတော်တော်လေးကိုအစီစဉ်ဆွဲစစ်တိုက်ပြီးတော့မှပြန်ရသွားတာဖြစ်တယ်။လူရင်ကလည်းတုံးရတာပေါ့မိုးပြဲကိုရဖို့အင်အား2000လောက်တုံးခဲ့ရပြီးတော့နှောင်ချုံအတွက်ကိုအင်အား3000လောက်တုံးခဲ့ရတယ်။လားရီနဲ့ကြည့်ပြီးတိုက်ခဲ့ရတယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီအနေနဲ့စစ်ကောင်စီတပ်အနေနဲ့အသေးပြောက်တွေလည်းတော်တော်များတယ်။ပြုံးတီးအင်အား30ရာခိုင်နှုန်းလောက်ထိရှိမယ်လို့မှန်းတယ်။အဲ့ဒီမှာအများစုစစ်သေးလိုက်ရတာကတော့စစ်မှုထမ်းစင့်ခေါ်ထားတဲ့လူငယ်တွေပဲ။ ဒေါ်လာရင်းတပ်ဖွဲ့တွေအနေနဲ့မိုးပြဲကိုတနည်းနဲ့ရှစ်လအကြာမှာ2024ခုနှစ်ဇူလိုင်မှာတည်ယူနိုင်ခဲ့တဲ့နောင်ချုံမြို့ကိုတနည်းအကြာမှာတပိတ်ချင်းမြို့ကို17လအကြာမှာပြန်လက်လွတ်ခဲ့ရတယ်။အရေးပါတဲ့အားတွေပေါ့။ဒါအပြင်စစ်ကောင်စီကပြန်သိမ်းတဲ့စည်ရင်းမှာ2024ခုနှစ်ကနေပြန်ကြည့်လို့ရှိရင်စီဆိုင်ကနီကောလင်းဒါတွေကိုပြန်သိမ်းနိုင်တယ်။အဲဒါကြောင့်အဲ့ဒီမြို့တွေပါတွေ့ရင်9မြို့ပေါ့။ကြားထဲမှာပဲ တပည့်ချင်းတို့မုံတို့လို့တရက်နှစ်ရက်အတွင်းပေါ့လေချက်ချင်းပြန်သိမ်းနိုင်တာမျိုးတွေရှိတာတွေထက်တွက်လို့ရှိရင်တော့ကိုမျိုးပြန်သိမ်းသွားနိုင်ပြီကျွန်တော်အမြင်တော့ခြုံကြည့်လို့ရှိရင်2003 2024မှာဒေါ်လာရေးဘက်ကစီရီကြီးကြီးမားမားအတားစီးရပြီးတော့2025ဒုတိယလေးလပတ်မှာစစ်ကောင်စီကအတားစီးရ2025အတွင်းမှာထိုးစစ်ကြီးတွေနဲ့ပြန်သိမ်းလိုက်တဲ့မျိုးတွေကိုကြည့်ရင်စီရီရအချက်ချကြတဲ့ မြို့တွေဖြစ်နေတာတွေ့ရတယ်။မိုးပြေကပင်လောင်းလိုက်ကောလမ်းရဲ့လမ်းစုံလမ်းကမာရှိတယ်။နောက်ကရင်နီပြည်ကိုဝင်ပေါက်ဖြစ်တယ်။အလားတူပဲနောက်ချိုဆိုရင်လည်းတရုတ်မြန်မာကုန်သွယ်ရေးလမ်းမမှာရှိပြီးတော့ရှမ်းမြောက်ရှမ်းတောင်နဲ့မန္လေးတိုင်းဒေသတွေကိုဆက်သွယ်ရမြို့လေးဖြစ်တယ်။ရှမ်းပြည်ကနေမန္လေးတိုင်းကိုဝင်တဲ့မြို့တစ်ပေါက်တပိတ်ချင်းဆိုလဲ ARD မြကန်းပေးမှာရှိပြီးတော့အထက်ဘက်ကိုဗမော်ဘက်ကိုရေရေလန်းကနေထောက်ပို့ဖို့အတွက်အခရာကြတဲ့မြို့တမျိုးဖြစ်တယ်။ဒါပေမဲ့စစ်မျက်နှာအကုန်လုံးကတော့စစ်ကောင်စီအတွက် အပေါင်းရလတ်တွေရနာမဟုတ်ဘူး။ဥမာတပိတ်ကျင်းသိမ့်နိုင်ပြီမဲ့ပသိင်ကြီးနဲ့မရေယာဘက်မှာစကန်းနေလက်လွတ်ရတာတွေတွေ့ရတယ်။အထူးသဖြင့်တောင်ပိုင်းလို့ရည်ညွှန်းကြလေးရှိတဲ့ထိုင်းမြန်မာနယ်စပ်ကရင်ဘက်မှာတော့သူတို့နှစ်ပေါင်းများစွာအထိုင်ချထားခဲ့တဲ့စကန်းတွေတတိတန်းကြီးလက်လွတ်နေခဲ့ရတာကိုတွေ့ရပါတယ်ဗျ။ ်ဆရာပြောတဲ့အထက်မှာဆိုလို့ရှိရင်ဒီ2023 24မှာဒီဒေါ်လေးဘက်ကအသာစီးရပြီးတော့ဒီ25အစောပိုင်းမှာစက်ကောင်စီကအသာစီးရတယ်ဆိုတာကအဲရှမ်းမြောက်မှာတိုက်ပွဲနှဲသွားတဲ့အချိန်လဲပါမယ်ထင်တယ်ပေါ့နော်အဲဒါကကျူချန်းစိတ်ထက်မှာဟုတ်ကဲ့တော့ပါတယ်ဒီအဲဒါမဲ့ဖက်တာနှစ်ခုပေါ့တစ်ခုကတော့တရုတ်ကတားလိုက်တော့ဒီသူကဗျာ ဒီရှမ်းမြောက်ကနေပြီးတော့မန္တလေးတိုင်းနဲ့ကိုဝင်လာတဲ့ဝင်လာမဲ့လမ်းကြောင်းတွေမှာတိုက်ပွဲကရပ်သွားလိုက်ရနော်ပြောရရင်တော့အတွင်းစီးအေးတိုက်ပွဲတွေကရပ်သွားတယ်အော်နောက်တစ်ခုကတော့ဒီအဖွဲ့ IAO အဖွဲ့ကြားထဲမှာနော်အော်မတင်မြတ်မှုကလက်ဖက်တာတစ်ခုပါတယ်လို့တင်တယ်ဒီဥဆောင်တဲ့ IAO အဖွဲ့ကြီးတွေပေါ့လေဒီအဖွဲ့ကြီးကြားထဲမှာမတင်မြတ်မှုကလည်းအဲဒါ weekend ဖြစ်စေတာဒါမဲ့အဓိကအချက်ကတော့တရုတ်လို့ပြောလို့ရပါတယ်ဗျ နောက်တစ်ခုကဒီလက်ရှိပေါ်လီဒီစစ်ကောင်စီလက်ထဲကိုပြန်ရောက်သွားတဲ့မြို့တွေဒါမှမဟုတ်ဒီထိုးထိုးစစ်ဆင်နေတဲ့ဆဲဖြစ်တဲ့မြို့တွေအနီးမှာပေါ့လေတော်လင်းရေးတက်တွေစုမှုထားတဲ့မြို့တွေကရှိကြပေါ့လေမြို့တွေကဆက်ဆက်နေရဆိုတော့ အမ်ပြောမယ်ဆိုလို့ရှိရင်ဒီတပိတ်ချင်းဘေးမှာဆိုလို့ရှိရင်မိုးကုတ်တို့ပြီးတော့ဒီရှမ်းမြောက်ကမိုးမိတ်တို့မိုင်းလုံးတို့ ਨੇ အဲ့အမျိုးတွေ ਨੇ နှီးတယ်ပေါ့နော်။နောင်ချိုးဆိုလဲကြောင်မဲတီဘောပေါ့လေ။ပြီးတော့ဒီလာရှိုးဆိုလဲအဲ့တိုင်းပဲ။ဆိုတော့ဒီစက်ကောက်စီကဒီတခြားဘယ်မျိုးကိုဆက်ပြီးတော့ဥတီထိုးဆက်ဆင်လာနိုင်မလဲ။ဘယ်မျိုးတွေကပိုးပြီးတော့အနေရများနိုင်ချေရှိမလဲရှင်။ဒီမေကွန်းကဖြေရခက်တဲ့မေကွန်းပဲ။နော်စစ်ဆိုတာကတော့သူက viewer တာတာ viewer ကစားကြပြီးတော့မာယာပရိရယ်ကျွဲတဲ့ အမျိုးပေါ့နော်။နောက်စစ်ကနိုင်မှုတွေဆိုတာတသက်မှတ်ထဲမရှိဘူး။အကြအလည်းတသက်မှတ်ထဲမရှိဘူး။သူချမ်းမေကွန်းပြတဲ့စီးရဘဲကိုဥတီလာနိုင်လဲဆိုရင်တော့စစ်ကောင်စီစဉ်းစားတာကဗျူဟာရနှစ်ပိုင်းရှိမယ်။တစ်ပိုင်းကတော့ရီတိုနောက်တစ်ပိုင်းကတော့သူကရီရှိပေါ့။ရီတိုမှာသူငွေရရီးနဲ့ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ဆက်ဆက်နေတဲ့ဟာပေါ့။ဗနာယေးဝင်ငွေက ဒီစစ်ကောင်စီမှာအတော်ကျသွားတယ်စစ်ကိုသူကတောက်လျှောက်တိုက်လာတော့စစ်စိတ်ကတော်တော်ထောင်းနေတယ်နောက် ERO တွေဒီ NUG PDF တွေဒီတော်လန်ရေးဘက်မှာအကောက်ခွန်လမ်းကြောင်းတွေ net zag gate တွေတန်စာတာထွက်ရနေမြေတွေရသွားတဲ့အခါကျတော့သူ့အတွက်အဲထိခိုက်တယ်တော်လန်ရေးဘက်ကိုအားကောင်းစေတယ်အဲ့တော့အဲ့ဒီဟာတွေသူကရေတို့မှပြန်ရခြင်းတယ် ်နောက်တစ်ခုကဒီရေတုံးမှာဒီနှစ်ကုံမှာလုံးမဲ့ရွက်ောက်ပွဲမှာသူကသူ့အတွက်မဲဆန္ဒနဲ့ရတဲ့လောက်များများရကျင်တယ်ဒါမဲ့အဲ့လိုပြောလို့မဲဆန္ဒနဲ့များများရမှအလူများများမဲထဲမှာအဲ့လိုယူကပွဲရဲ့လို့သူကအာလုံးပါရလက်အောင်မြင်တယ်လို့လုံးမှာမဟုတ်တယောက်ရရနှစ်ယောက်ရရသူကတော့လုံးမှာเนาะဒါပေမဲ့လည်းအဲတန်းနိုင်တဲ့လောက်ပေါ့ဟောသူနာမည်တွေတုံးကျင်တယ်နာမည်အဲ့ဒါတွေကအဲ့တော့နာမည်စိုးမိုးထိန်ချုပ်မှုနဲ့ဆက်ဆက်နေတယ်သူ့အတွက်ကတော့ တရားမျှတတာတို့လွတ်လပ်တာတို့ဒါတွေကဟိုအဝေးလာဝေးပဲနောက်ရေရှိအတွက်သူကစီရင်ပြူပါရဒါတွေနဲ့ရမှာမဟုတ်နော်သူဒီရွေးကောက်ပွဲမတိုင်ခင်မှာလှုပ်လို့ရသလောက်သူတိုင်မယ်ကြီးကြီးမားမားတိုင်မယ်စက်တင်ဘာလအထိဟိုသူဟိုအသေးတန်တိုင်လေသူအနေနဲ့ကသာစုပ်အုပ်စုမှာနော်သူတို့ကမတက်တာလို့ချိန်မိခံနေရတယ် ဖြစ်နိုင်သူတို့လက်လွတ်ဆုံးရှုံးသွားတဲ့နည်းမျိုးတွေအကုန်လုံးပြန်ရရုံနဲ့မကောက်ဘူး။ဥရဝူတွေပါအကုန်ရှင်းထုတ်ပြကျင်တာ။ဟို YouTube SE ဝဟိုပါသူတို့ဟိုဟိုတုန်းเนี่ยတိုက်လို့မရလို့ဟိုမတိုက်နိုင်တာ။တိုက်တိုက်လို့ရရင်သူတိုက်။ဒါကမင်းအောင်လိုင်းမှာမဟုတ်ဘူး။စေအုပ်စုတစုလုံးရဲ့ဆန္ဒ။အဲ့တော့လက်ရှိလက်တွေ့အနေအထားမှာစစ်ကောင်စီအနေနဲ့ဟာစစ်မျက်နှာတွေကလည်းတနိုင်ငံလုံးအရက်မျက်နှာတိုင်းဖြစ်နေတာ။ဘယ်ပေါင်းစွာဝိုင်းဆွဲနေတာ။အဲ့တော့သူကဦးစားပေးရွေးပြီးတော့အင်အားသုံးတိုက်နေရတဲ့အနေအထား။ လက်ရှိမှာအတွင်းစည်းကိုဝင်လာနိုင်တဲ့ပြောရင်တော့နေပြီးတော့ချင်းချောင်းမဲ့သူ့ရဲ့ဘဟုအာနာကိုသူ့ကိုဆွဲအာဆွဲချမဲ့ဟာပေါ့အဲ့ဒီ EAO တွေနဲ့သူကအဲ့ဒီ EAO တွေနဲ့စစ်မြားတွေကိုသူကဥစားပေးပြီးတော့လိုက်ချိုးနေရတဲ့နေတာဒါကြောင့်မလို့အင်ကသုံးတာအများဆုံးကိုကချင်းပြည်ကဗမောရှမ်းမြောက်ရခိုင်နော်ဒီနေရာတွေမှာသုံးတာတွေ့ရတယ် စီအေးနိုင်ငံရေးဗျူဟာအရဘယ်ဟာတွေအရေးကြီးလဲဆိုတာကိုကြည့်ချင်လို့ရှိရင်ကျွန်တော်ရေဘူးရပြောရင်ဒုက္ကွယ်ဦးစီးချုပ်ဒုတိယဘိုလ်ချုပ်မူကြီးဆိုးဝင်းကင်တွေကကင်ရတဲ့စစ်စင်ကြီးတွေလုပ်ငန်းတွေကိုကြည့်နော်ပြောပြောအရင်တော့ဆိုစင်ဘူးစင်တို့စင်ဘူးရှင်တို့ဘရင်နောင်တို့အခုတော့အောင်စီရပါဗျာအရင်စစ်စင်ကြီးတွေကတော့ကျိုးသွားပြီးတော့ဒီ2025ဧပြီလလောက်မှာ စစ်မှုထမ်းစင်ခေါ်တဲ့ဟာကသူ့ကိုလူလူသားလွန်တာဖြစ်လာ ရှမ်းမြောင်နောင်ချိုထိုးတဲ့စစ်ကရင်ကိုထိုးတဲ့စစ်ကရင်ဘက်ကိုထိုးတဲ့စစ်ဒါတွေအကုန်လုံးကအောင်စီယားရဲ့အစိပ်ပိုင်းတွေပဲအောင်စီယားရဲ့ counter terrorism ဆိုပြီးတော့သူတို့ပြောတာ now ဗမော seminar ရှိမယ်ကြောက်ဖြူစစ်တွေ seminar ခုခံစစ်တွေရှိမယ်ရှမ်းမြောင်နဲ့သူနဲ့ဆက်ဆက်တဲ့မန်လေးတိုင်းတွေကစစ်စစ်ရေးတွေမှာတရုတ်မြန်မာကုန်သွယ်ရေးလက်မှတ်ကြီးတခုလုံးကိုသူကပြန်ထိန်းချုပ်နိုင်မှု now မိုးကုတ်လိုတန်ဇာတာထွက်တဲ့အဲဒီရွှေရင်းတွေကိုပြန်ထိန်းချုပ်နိုင်မှုဒါတွေဖြစ် ဲ့တော့နောင်ချိုကနေစိတ်ရင်ကြောင်မဲကိုဆက်သွားလိမ့်မယ်လို့ထင်တယ်။အလားတူပဲရှမ်းနဲ့ကရင်နီဆက်ဆက်ဒေသပါဝင်ကရင်နီကိုတည်တဲ့ထိုးစစ်မှာလိုက်ကောမိုးပြဲဖဲခုံပင်လောင်ဒီလမ်းမိုင်းတစ်ခုလုံးကိုပြန်ထိန်းချုပ်နိုင်မှုအခုကမိုးပြဲရသွားတော့အနည်းဆုံးဖြစ်တဲ့နတ်မခုံဒီမော့ဆိုကနေဖရူဆိုဘောလ်ကဲအဲ့ဒီအရာတွေတောက်လျှောက်ထိုးစစ်ဆင်ဖို့ကြိုးစားမှာဘာဖြစ်လို့လဲဆိုတော့နေပြည်တော်နဲ့ မိုင်150ဘတ်ချာလေကို तू ရှင်းလင်းဖို့လို့ဆိုတာ။ तू ချင်းနေကောင်းရင်မော်လေ။ဒါမဲ့အရင်တွေ့ကြုံနေရအာစီးရေးမှာမန်းချက်နဲ့နှမ်းတွက်မကိုက်တာတွေအများကြီးဒါတွေလည်းဖြစ်လာတယ်။တပိတ်ချင်းကိုပြန်သိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဆော်မင်းတို့ကပြောတာမှာနောက်ထပ်မျိုးတွေကိုလည်းပြန်သိမ်းပိုက်နိုင်မယ်လို့မြင်နေဆိုပြီးပြောတာရှိတယ်။နောက်သူကတပိတ်ချင်းမျိုးပေါ်အပြင်မျိုးမြောက်ဘက်တကြွအတွင်းငယ်ရွာတွေကိုပါထိန်းထားနိုင်တော့ တွင်းငယ်ကနေအထက်ဘက်ကိုတက်လိုက်ရင်မိုးကုတ်ရှိနေမယ်မိုးကုတ်နဲ့ကရက်ကမိုးမိတ်ရှိနေမယ်နောက်တပိတ်ချင်းမြို့ကနေ၈မိုင်လောက်ပဲဝေးတယ် PDF တွေတင်ထားတဲ့ရွှေရင်းနယ်မြေတွေသူရဖို့စူးစမ်းလိမ့်မယ်တပိတ်ချင်းမြို့နယ်တစ်ခုလုံးကြာသွားရင်စင်ကုမရယာမိုးကုတ်မိုးမိတ်ဒါတွေကိုရန်ရှာမှာပေါ့နော်ဒါတွေကိုဟိုတော်လိုင်းတက်တည်းရလဲတည်တယ်အဲ့တော့သူတို့တွေကလည်းအဲဆွဲဆန့်ပြီးတော့သူကဟိုဟိုစားကားစားအင်အားကိုဆွဲပြန့်ပြီးတော့ဟောဒီအဓိကလမ်းကြောတွေမှာဖြတ်တောက်ဖို့သူတို့ ိုလုံနေကြတာတွေ့ရချင်းပြည်နယ်ဘက်မှာဆိုရင်စစ်ကောင်စီကမေလာမေလာလဲလောက်တည်းကအင်အားတထောင်လောက်နဲ့စစ်ကြောင်းထိုးနေတာသူကတိုက်ပွဲတွေပြင်းထန်တာရှိတကယ်တခါလေးတက်လာတယ်။နောက်အခုလက်ရှိပေါ့လေအများသိပြီးဖြစ်တဲ့အရာဝတီမြစ်ကနေစံတက်မန္လေးကနေထွက်လာတဲ့စစ်သင်္ဘောအုပ်စုကဒုတိယမြစ်ကြီးမှာ KIA နဲ့မဟာမိတ်တွေရဲ့ဟန်တာမှုကြုံနေရတယ်။ဗမော့တိုက်ပွဲကတော့အတော်ကြီးကိုကြီးတဲ့တိုက်ပွဲနှစ်ဖက်စလုံးနဲ့အကြဆုံးများတဲ့တိုက်ပွဲ KIA အစီအတွေ့အကြုံအကောင်းအောင်နဲ့အဖွဲ့ကြီးမို့လို့ဒီလောက်ခံနိုင်တာအာတောက်ခံနိုင်တာအာဖြစ်တယ်ဒါကဆက်ပြီးစောင့်ကြည့်သွားမယ်နောက်တစ်ခုပေါ့ရေစီရင်အုပ်စုကချင်းတွင်းမြင့်အတွင်းမှာစီရင်အုပ်စုတွေကဖောင်းမြင်ကိုကြော်ပြီးတော့ homeland အဲတက်စကန်ဌာနတွေကိုသူကဒီထောက်ဖို့လုပ်ဖို့အဲ့တော့ဒီဗမောအပြင်မဲ့ Homeland Leaders Camp နာက PDF တွေအားကောင်းတဲ့ဒေသတွေမှာတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။ချုပ်ပြီးပြောရရင်တော့ပေါ်တာပေါ်တာဆွဲခံရတဲ့စစ်သားတွေနဲ့သူကလူလိုင်းလုံးစစ်စင်ရေးလုပ်ပြီးတော့အသားကျိတ်ဆက်တယ်ထဲ့လို့ရတဲ့လူတွေရင်းနိုင်တာ။ Now မိုင်းရှင်းလင်းဆက်လို့ဟာမျိုးတွေသူဟိုတရုတ်စီကနေဝယ်လို့ရတာ။ရုရှားဘက်ကတင်ယူတဲ့စစ်နည်းပြူဟာအစ်တတွေရလာတာ။ ။နောက်တော်လန်ဟိဘက်က၃နဲ့ဂျမ်ဘာတွေကိုရှာပြီးတော့ဖြစ်စည်းလာနိုင်တဲ့ဤစနစ်တွေနော်စစ်ကောင်စီဘက်ကတိုးတက်မှုတွေလို့ပြောလို့ရတယ်။ Signal intelligence ဆိုတဲ့ Signal ဒီစနစ်တွေတုံးပြီးတော့ဂျမ်ဘာရှိတဲ့နေရာကိုရှာတယ်ပြီးတော့သူကအဲ့ဒါကို analyze လုပ်တယ်ပြီးရင် triangulate လုပ်ပြီးတော့ radio electronic စနစ်တွေရှာတယ်အမြောင်းပြီးတော့မှအမြောင်းနဲ့ပြည့်ပုံချပေါ့ဗျာ။ဒါပေမဲ့စစ်ဆိုတာအမြဲတမ်းနိုင်တယ်လို့မရှိဘူး။ဒုတိယကမ္ဘာစစ်တုန်းကဂျာမနီဘက်က desert fox လို့တင်စားခံတဲကနာမြေခွေးကြီးဆိုပြီးတင်စားခံတဲ့စစ်ရေးမှာတကယ်ဆရာတစုဖြစ်တဲ့ free marshal rommel သူ့ရဲ့တပ်တွေကလည်းမြောက်အာဖရိကစစ်မြေပြင်မှာအရှုံးကြီးရှုံးခဲ့ရတာပဲ။ဟော British ဘက်ကတကယ်စစ်ရေးဆရာကြီးဖြစ်တဲ့မောင်ကိုမာရီယာလည်းဒီ Dutch က Rhymic ကိုဟိုဖြတ်ဖို့စူးစမ်းတဲ့တိုက်ပွဲမှာ အကြီးကျယ်ရှုံနေခဲ့ရဘူး။ဘယ်လိုပဲဖြစ်ဖြစ်စာကစားမှာစင်မှုရန်စင်ခေါ်နေလို့ရတာတော့ဒါအသူရဲ့အဓိကဖက်တာပဲ။အစီရေးတွေ့ကြုံတဲ့ခဲယမ်းထောက်ပို့လမ်းကြောင်းမှုလမ်းကြောင်းအကောင်းတဲ့အရာတွေကတော့စစ်သားတွေစုတောင်းမှုကဒူရီကန်တက်ရှိတယ်။ဒါမဲ့ဗမာ PDF တွေအတွေ့အကြုံတော့အာမကောင်းဘူးဒါပေမဲ့ထပ်ပြီးတော့စစ်မှုထမ်းနိုင်တဲ့လူဦးရေများများတတ်သေးတဲ့ဝင်ကျင်တဲ့လူတွေရှိနေသေးတယ်။အဲ့တော့အာသာချက်အာနေချက်တွေတည်ပြီးတော့နိုင်ငံရေးရပါပေါင်းကြစီလုံးကြနိုင်ရင်တော့ ဒီဟာဒီအတားစီးတွေကိုကြော်လွားနိုင်မှာပါပဲနောက်တစ်ခုကဒီရှမ်းမြောက်ကပေါ့နော်ဒီစက်ကောင်စီကိုကိုင်းလှုပ်နိုင်တဲ့ဒီရှမ်းမြောက်မှာလည်းတရင်တွေအမျိုးမျိုးထွက်နိုင်ထွက်နေရရှိရပေါ့နော်အဲလာရှိုးပြီးတော့ဒီတိန်းနီကိုကိုကန်ကစက်ကောင်စီလက်ထဲပြန်ပေးရတော့မဲ့တရင်တွေအဲပြီးတော့အာလာမယ့်ဩဂတ်လတည်းမှာဒီ DNL နဲ့စက်ကောင်စီတို့ထပ်တွေ့ဖို့ရှိနေတဲ့အခြေအနေလည်းရှိရဲ။ဒီအရင်တစ်ပတ်ဆွေးနွေးတဲ့ အခါတော့ကလည်းဒီစစ်ကောင်စီကအနောင်ချိုမိုးကုတ်ကြောင်းမဲ့ဒီပေါ်အဲ့အိဟာတွေပြန်ပေးဖို့တောင်းခဲ့ပူတာရှိရပါတော့။ဆိုတော့ဒီဒါမဲ့ဒီအခြေအနေလည်းရှိနေတော့ဘာတွေဆက်ဖြစ်လာနိုင်မလဲထန်လန်ရှင်။အာ TNL နဲ့စစ်ကောင်စီရဲ့ဆွေးနွေးမှုဟာရာဇဝင်ကြည့်လို့ရှိရင်2025 February လမှာတကြိမ် April လနောက်ဆုံးပတ်မှာတကြိမ်တရုတ်နိုင်ငံကုမင်းမှာတွေ့ဆုံတာလားရှိတယ်။တရုတ်ကလည်း pressure ပေးတာနော်။ စစ်ကောင်စီတပ်ဘက်ကနောင်ချိုတီဘော့ကြောင်မဲမိုးကုန်းနဲ့မိုးမိတ်ငါးမျိုးကိုပြန်ပေးဖို့သူကတောင်းဆိုလာတာတောင်းဆိုထားတာ DNL ရတော့လက်မခံဘူးရောက်တဲ့နေရာမှာချက်ချင်းအပြည့်ရအကြလားတွေပြတ်မှတ်တက်ခဲ့တာမျိုးမလုံနဲ့ဆိုတဲ့သဘောထားပဲပေးပြီးတော့ဆွေးနွေးပွဲကအာပြတ်သွားတယ်ပြတ်သွားတယ်လို့ပြောလို့ရဂျွန်လာအကုံမှာတရုတ်က DNL ရောစစ်ကောင်စီရောဒီကြားစီခေါ်တွေ့ပြီးတော့အပြည့်ရဖို့ပြောပေးမယ်လေနလင်းလှုပ်ပြီးကြတဲ့ရပါ နော်အဲဧပြီလတွေကသူတို့အပြေးရမယ်လို့ဓာတ်ရိုက်အဲဟိုဟာဇက်တိုက်ထုတ်ပြန်ခဲ့တာဒါပေမဲ့အဲ့ဒါကဇူလိုင်လမှာတော့တစ်ဖက်စလုံးကဆက်ပြီးတော့ထုတ်တာမတွေ့ရဘူးဇူလိုင်9ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာ TNL ဘက်ကမြို့တွေကိုအလဲတကူပြန်ပေးမှာမဟုတ်ဘူးဆိုတဲ့သဘောမျိုးဆက်လက်ကန်ဆွဲထားမယ်ဆိုတာထည့်သွင်းပြောတာရှိနောက်ပြီးတော့ TNL ဘက်က dialogue တွဲဆောင်ဆွေးနွေးမယ်ဆိုရင် လုံးမဲ့မူရင်းယက်တီချက်တွေဖြစ်တဲ့ရောက်တဲ့နေရာမှာချက်ချင်းပြစ်ရဖို့ထိုးစင်းတဲ့တိုက်ခိုက်မှုတွေရဖို့လူမှုစာဝင်းတွေဖြစ်ရှင်းနိုင်မှု ဖြတ်တန်းသွာလာမှုတွေခွင့်ပြုပေးဖို့ဆိုတဲ့အချက်ဒီပေါ်မှာအခြေခံပြီးဆွေးနွေးမယ်လို့ထုတ်ပြောထားတယ်။ဒါပေမဲ့ DNL ကတရုတ်ရဲ့ပြားကြောင့်စစ်ကောင်စီကိုထိုးစစ်မစင်ပဲခံစစ်အသေးထိုင်ပြီးတော့မျိုးတမျိုးတွေကိုသူကကာကွယ်နေရတဲ့အပြင်တရုတ်ကစစ်လက်နက်တွေဖြတ်တောက်ထားတာကြုံနေရတယ် ဒါအပြင်ပဲတရုတ်ကတရုတ်မြန်မာကုန်သွယ်လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့တွေကနေစုပေးဖို့ဆိုပြီးတော့တောက်လျှောက်ပြရပေးတာရှိတော့စစ်ကောင်စီနဲ့ DNL ဂျားကဆွေးနွေးပွဲဆိုတာတဲ့ DNL အနေနဲ့ဖြတ်ငါးဖြတ်လုထားတဲ့တရုတ်ပြည်ရာတံကိုခံနိုင်မခံနိုင်ကပဲအဆုံးဖြတ်ဖြစ်မယ်လို့မြင်ပါတယ်ဗျာ နောက်တစ်ခုကဒီမြို့တွေတိမ်းပြီးလို့ရှိရင်ဒီစစ်ကောင်စီက propaganda လှုပ်လာတာတွေ့ရတယ်ပေါ့နော်ဒါကအများရန်လှုပ်လာတယ်ဆိုပေမဲ့ခုနောက်ပိုင်းမှာတော်တော်လေးကိုပေါ်ပေါ်ထန်ထန်တွေ့လာရတာပေါ့လေပြီးတော့ဒီအဲစစ်ကောင်စီကဒီမြို့မြို့တွေကိုအလျင်စလိုတွေတိမ်းနေတာပြီးတော့အဲဒီတရုတ်အာကိုနဲ့လက်လွတ်ခဲ့ရတဲ့မြို့တွေပြန်တောင်းနေရဒီကဒီအစိုးရဆရာပြောသလိုပဲဒီရေတိုရီမန်ချက်တဲမှာရွေးကောက်ပွဲ လုံနိုင်ဖို့အဓိကရည်ရွယ်တယ်လို့ ပြောလို့ရနိုင်မလားပေါ့နော်အာနောက်ပြီးတော့ဒီလာကုံလို့ရှင်လဲဒီကာလုံတက်တန်ကကုံတော့မှာဆိုတော့လေအာဒါတွေကိုသူဘလို့ဆက်လုပ်ဖို့ရှိမလဲဘာလို့လဲဆိုတော့ဒီနှစ်ကုံရွှေကောက်ပွဲလုပ်မယ်ဆိုလို့ရှင်ကာလုံတက်တော့တက်တန်ကတိုးစရာမလိုတော့ဘူးဒါပေမဲ့အာလူတွေကလည်းအမျိုးမျိုးပြောနေတာရှိတော့အာဒါကိုသူဘလို့ထပ်ဆက်ပြီးတော့ထိန်းချီသွားမယ်လို့ထင်လဲရှင် weak off ဘွဲရတော့ main factor ပေါ့ဗျာเนาะတခြားသောသူဟို factor တွေတော့ရှိတာဒါပေမဲ့ဒီ2025နှစ်ကုန်ဒီဇင်ဘာနဲ့2026 January မှာသူကအပိုင်းလိုက်ကျင်းပသွားမယ်လို့ကြေညာထားတယ်ပြီးတော့268မြို့နယ်မှာ weak off ဘွဲကျင်းပမယ်လို့ထုတ်ပြောတာဒီ weak off ဘွဲအသုံးစိတ်ကเนาะအဲကောမကွန်တူရောကော်မရှင်ကတောင်းထားတဲ့ပမာဏရဲ့၄ပုံတပုံကလည်းခြားထားပေးပြီးသား ဆက်ဆက်ပြောရလို့ရှိရင်လေဒီမှာစကားဆက်မိလို့ပြောရရင်စကားဆရဲ့စီရေးနိုင်ငံရေးဝါရဖြန့်တာကြီးအတော်ခြေလန့်ကျဲလာနော်သူလှုပ်ဆက်ခင်းပြီးတော့ဗီဒီယိုလေးတွေရိုက်ပြီးတော့အာသူတိုင်းတဲ့မြို့တွေမှာလူတို့ကိုညာတာတယ်ထောက်ပံ့တယ်ဆိုတာမျိုးလောက်လာနော်နောက်ပြီးရင် drone ပုံပုံကျဲတဲ့အဲဗီဒီယိုတွေဟိုတစ်ဖက်ကဒေါ်လာအင်တက်တွေဟိုဟိုစိတ်တက်ရေးရရိုက်ချိုးခြင်းလို့ပေါ့နော်ဒါမျိုးတွေလောက်လာတာအကောင်းလာတာတွေ့ရတယ် now ရွေးကောက်ပွဲဇက်ကိုမောင်းသွင်းဖို့သူထိမ့်ချုပ်တဲ့ဒေသမှာ သူကြိုးကင်လို့ရမယ်တည်င်းသမားတွေအုပ်စုနဲ့ထပ်ပြီးတော့ထပ်မွေးလာခုစစ်ကောင်စီရဲ့6လတတန်းတို့တာဇူလိုင်31မှာတတန်းကုံစုံမှာရပ်ပိုင်းပေါ့ဗျာသူကတော့တတန်းတိုးမယ်တော့မထင်ပါဘူးနော်ဒါမဲ့ဘလို့ပဲဖြစ်ဖြစ်ကာလုံကိုလွှဲသည်ဖြစ်စေမလွှဲသည်ဖြစ်စေနော်ဘာမှမထူကြတဲ့အခင်ချင်းပဲအဖွဲ့ဝင်17ဦးနဲ့ဖွဲ့ထားတဲ့ကာလုံမှာ ခေါင်းဆောင်ကမင်းအောင်လိုက်မယ်စစ်ကောင်စီမှလည်းမင်းအောင်လိုက်မယ်ဒါပေမဲ့ကာလုံကို ပြန်အပ်သွားပြီးရင်တော့ကာလုံကဥပဒေရေးအာဏာတွေချုပ်ကန်ပြီးတော့ရွက်ောက်ပွဲကိုကျင်းပဖို့တာဝန်ရှိနေတဲ့ရွက်ောက်ပွဲကော်မရှင်ပါဝင်အုပ်ချုပ်ရေးနဲ့တရားစီရင်ဖွဲ့တွေခန့်အပ်တာကိုလည်းကြီးကြပ်တဲ့အာဏာယူထားတဲ့ကာလုံကအစိုးရတဲ့အနေရွက်ောက်ပွဲပြီးတဲ့အထိအစိုးရတဲ့ဆိုတဲ့ဟာပေါ့လေပေါ်လာတဲ့အထိသူကအာဏာဆက်ရှိနေအဲ့တော့ ဟိုစစ်ဘုံမင်းအောင်လိုင်ကဦးမင်းအောင်လိုင်ကိုလွှဲတယ်ဆိုတဲ့ဟာမျိုးကြီးပဲနော်နောက်သူ့ရဲ့ရွေးကောက်ပွဲကြီးလို့ရှိရင်ဗျာတကယ်အဓိကပါတီတွေပေါ့လူလူထောက်ခံမှုကြီးကြီးမားမားရတဲ့ပါတီတွေနော်ဒီဗမာဒီ NLD တို့နော်တိုင်းသားတွေမှာရှန်တိုင်းသားများဒီမိုကရေစီပွဲချုပ်တို့အလားတူပဲတခြားသောအော်တကယ်အဲစစ်စစ်မှန်မှန်ကိုလိုချင်ကြတဲ့လူတွေနော်အော်ညတာပါတီတွေမဟုတ်ဘူးပေါ့ဗျာ ပြောရလို့ရှိရင်တော့အဲ့တော့သူတို့တွေကအဖယ်ခံတာတာသူကလည်းမပါအောင်လုပ်တာအဲ့တော့မင်းအောင်လိုင်းအဲငါသူ့လူတွေနဲ့သူ့ရဲ့နိုင်ငံရေးလိုင်းနဲ့ဝင်မဲ့လူဒီကနေပြီးတော့ဟောအော်ပြောရင်တော့ငွေဖော်မဲ့ငွေဖော်ဆက်လုပ်တဲ့လူတွေပေါ့ဗျာဒီရွေးကောက်ပွဲထဲမှာဝင်လို့အဲ့တော့ပေါ်လာမဲ့အစိုးအသစ်ဆိုတာလေသူစိတ်ကြိုက်အစိုးရဖွဲ့တာဖြစ်မှာနော်ပြည်နယ်တွေဆိုလည်း ဝင်ကြီးချုပ်နေရာကိုကြက်ခိုင်ရရယူဟိုအဲ့ထက်မှဝင်ပြိုင်တဲ့တိုင်းသားတွေကိုဝင်ကြီးနေရာပေးပေါ့အဲအဲ့လားမျိုးတွေဖြစ်အဲ့တော့အဆုံးမှာတော့မင်းအောင်လိုင်းပဲကြိုးကင်ပါမို့ဝိကောက်ဘွဲဝင်တဲ့သူတွေကတော့စင်ကြီးပေးတာပေါ့ဗျာသူတို့ကတော့ check and balance ပါဖြစ်တယ်ညာဖြစ်တယ်နော်သူတို့ကဟိုလူဟိုဟိုမင်းအောင်လိုင်းတယောက်တည်းအုပ်ချုပ်တာမဟုတ်တော့သူတို့တွေကဝိုင်းပြီးတော့ good governance ဖြစ်အောင်လုပ်မဲ့ပါညာစင်ကြီးပေးနေတာတကယ်တကယ်ကြတော့ ဝေစားမျှစားဟိုရသလောက်ယူမယ်ကြာဘာဖြစ်လို့လဲဆိုတော့သူကအဆုံးမှာနိုင်ငံကြီးကမင်းအွန်လိုင်းခေါင်းကြီးမှာပဲ check လုပ်လို့ရမှာဆိုတော့အဲ့ဒီဝင်တဲ့လူတွေကမျှဝေစားတောင်းမယ်ရုပ်သေးရုပ်ကရုပ်သေးရုပ်အဟောင်းနေရနေပြီးတော့အခုရုပ်သေးရုပ်အစ်တစ်ထတ်တိုးလာတာပဲเนาะကြံခိုင်ရေးပြင်တခြားသောဟောပါတီတွေအနေနဲ့ဖြစ်လာတာပါပဲဟုတ်ကဲ့ဆရာဟုတ်အာလက်ရှိဒီအချိန်လဲလက်နေပြီဆိုတော့ဒီတစ်ပတ်ဆွေးနွေးတာကိုဒီမှာပဲရှင်းနာချက်ပါရရှင် အဝင်ဆွေးနွေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါနည်းနည်းရှည်သွားရင်လည်းတိခတ်ပါ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပင်ချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။